ဒီခေတ်ကတော့ဟိုဒါရိုက်တာနာမည်ကြီးလည်းတိတ်ပြီးတော့မမှတ်တော့ဘူးဟုတ်တယ်မလားဟိုရိုက်ထားတဲ့ကားကိုလည်းတည်ချာချာမကြည့်တော့ဘူးအထင်သာတော့ယုံမှာတင်လိုက်ရင်ပတ်စံရမယ်ဆိုလေဟာတော့ကူတော့နည်းနည်းဇောင်းပေးတယ်လို့ထင်တယ်ဒါဆိုရင်တော့ကိုနိုင်မင်းနဲ့ကျမဒီကိစ္စကိုရှင်းရလိမ့်မယ်အခုတော့ကိစ္စရှိလို့ကျမကိုဖွင့်ပြပါအောင်တကယ်တမ်းကျတော့မြန်မာမှုမြန်မာဟာနဲ့ဒရာမာဆစ်ဆစ်ရိုက်ကြည့်ပါအဲ့ ငါဆက်တော့တယ်နေ့ခြောက်ကျိုးရမယ်နော်ဟုတ်ကဲ့လက်တဲ့ဆမ်းမှလည်းဒါကြီးတာဖြစ်မှာဟုတ်တော့မလားဟိုကိုတက်ပြင်ရောခုပြကျင်တဲ့ကလေးတွေအတွက်ဂုံလဲယူတယ်နော်သူတို့လည်းသူတို့ရိုက်တတ်တော့သူတို့သိတော့သူတို့ကြိုးစားတဲ့ဟိုဟာလေးတွေလည်းဟိုကောင်းမွန်လို့ရှင်အောင်မြင်သွားရင်တို့လည်းနာမည်ကြီးသွားတာပဲဟုတ်လားတကယ်လို့ဖြေတာဆန္ဒရှိနေတာငါကိုရောက်တယ်သူ့ပတ်ရှိနေတယ်ရှစ်ပါဖြစ်ဖြစ်လေတယ်လိုက် အဲ့သူတို့ခေတုံးကဆိုနေအတွက်တနေ့အစိတ်ရအစိတ်ဆိုတာ126ကျောက်ခင်မှာအစိတ်ရတာလာစာအမြင့်ဆုံးက126ကျောက်ပဲရှိတယ်ငါဆိုတဲ့ကောင်ကလေလက်ကလေးပိုက်ပြီးကြီးနေမှာမဟုတ်ဘူးလေမင်းကဘာလဲကိုကလိုချင်တဲ့ခါကျတော့အောက်ခြေသိမ်းလိုက်ပြီးတော့ကြော်ဖြတ်ပြီးတော့မှဘူးချိန်ကြီးဒီဟာနဲ့အတူငိုရဲ့ညောင်းပြပါဘူးဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app မချူရီမှာဘာပဲလုပ်လို့ရနိုင်ပြီနော်တစ်ဖုန်ကအကောင်းဆုံး shopping မှာ Mercury your shopping partner အဲ့တော့အခုတတိကိုလည်းဖြင်းမရှာတတ်ဘူးနော်ဆရာကလေးလာတော့တွေ့ရသလောက်ကတော့ဒီခက်ကတော့ဟိုဒါရိုက်တာနာမည်ကြီးလည်းတိတ်ပြီးတော့မမှတ်တော့ဟုတ်တယ်မလား ိုရိုက်ထားတဲ့ကားကိုလည်းတည်ချာချာမကြည့်တော့ဘူးအထင်သာတော့ယုံမှာတင်လိုက်ရင်ပတ်စံရမယ်ဆိုတဲ့ဟာလောက်ကိုတော့နည်းနည်းဇောင်းပေးတယ်လို့ထင်တယ်နော်ဆရာတို့လည်းတခါတည်းကျတော့ဒီလုတ်လုတ်စားပြီးတော့နှစ်ပေါက်အောင်ထိုင်စောင့်နေရတော့ဘယ်လိုလုပ်ပြီးတော့ထမင်းစားလို့ရမလဲဟုတ်တယ်မလားခုတချို့ကြတော့ဒီကျွန်တော်ဒီကြက်ဆန်ဖယားနာနေတာလေဘယ်ကဘယ်ရက်ကကြော်ဝဲပြေးသွားတယ်နှစ်လတော့မကြဘူးဟိုမှာယုံမော်ရောက်နေပြီ အများကြီးတွေ့ရတယ်နော်ဟုတ်တယ်မလားအဲ့ဒါကြီးအများကြီးရှိပါတယ်ဟိုကျွန်တော်ကလေးလည်းအကုန်လုံးဂုံသိတယ်ဒီဖះမှာဘသူကတော့ပဲပြီးသွားပြီပြုတ်သွားပြီဟောယုံတင်တော့နှစ်လနှစ်လခွင်းနဲ့ယုံရောက်ယုံမမပြနေပြီဆိုတော့အဲ့ဒါကြီးရဲ့လေဝဲချက်ဒီကိုလည်းနားမလဲဘူးမေးလည်းမမေးဘူးစမ်းလည်းမစမ်းဘူးနှလုံးရောဂါဖြစ်လို့နော်ဟုတ်တယ်မလား ကိုယ်ဒီလည်းပတ်စံဒီလောက်ကိုခံပြီးရိုက်ထားတာပဲဟုတ်လားကိုယ်ဒီလည်းယုံမော်တင်ကျင်တာပေါ့ယုံမော်ရောက်မှရှုံရှုံမြင်မြင်နော်ဘဒုဘဒုသွားပြောလို့ပြောအောင်မှလည်းမသိတဲ့ဘဝတွေဖြစ်နေအဲ့ဒါတော့ခံစားနေရတာဒီဟာကတကယ်ကိုဟွာရုပ်ရှင်ကားကြီးတကားရိုက်ပြီးလို့ခေါ်ရိုက်ပြီးဆိုတော့သူ့ရဲ့ရေချင်းကပြေဝလို့စခေါ်တာပဲနော်ဒီပေါ်မှာ ခြီကျိုးလက်ချိုးလေးမှားလို့ရှင်ဒါလေးချက်တော့ငါတော့ဒီလိုလေးချိုးပြီးဒီလိုလေးချိုးပြီးဒါတော့ပဲပေါ့အစအဆုံးတင်နေတင်နေရတဲ့အိုက်တာတွေမဟုတ်တော့ဘူးရုပ်ရှင်တကားရိုက်တယ်ဆိုတော့ရုပ်ရှင်မှာလာရိုက်တဲ့တရုပ်ဆောင်တွေကကျွမ်းကျင်ပြီးသားဒါပြီးနဲ့အပြောဆိုလေးတစ်ခုဟာလားဟုတ်ကျေသွားတာတို့တိုးသွားတာဆိုငါတည်းဒါလေးတို့တူတူလေးပြောပြီးကျေကျေလေးပြောဒီလောက်ပဲနည်းနည်းခိုင်လိုက်ပြီးမှသူတို့သွားပြီးတော့ဟို သင်ပြရတဲ့အဆင့်မျိုးကတော့မရှိပါဘူးဒီဟာလေးတွေကလေဟိုအခုဆရာတို့ကတော့အဲ့ဒီတရေကားတော့ဘာလို့ဆိုတော့ဟိုအစတည်းအာယုံနဲ့မရဘူးဟိုစိတ်လည်းမဝင်စားဘူးဗမာလူမျိုးနေနေအဲ့ဒါရိုက်လဲလက်တိတ်လွန်ကြီးဘူးနော်တရေကားတော့ဘာလို့ဆိုတာဒါသူ့ဟာသူဝါနာပါလို့ရိုက်တဲ့လူအပြစ်အပြစ်ဆိုတာမဟုတ်ဘူးနော်ဆရာတို့ကအဲ့ဒီဘက်ကိုဝါနာပါဘူးနော်တကယ်တမ်းကျတော့မြမာမှုမြမဟာနဲ့ ဒရာမာဆစ်ဆစ်ရိုက်ကြည့်ပါအဲ့ဒီကားမျိုးတွေကပတ်စံရပါတယ်ဆရာပြောတာယုံလိုက်နော်ချစ်သူနဲ့အတူတူနေလိုက်မိတယ်မိန်းကလေးတိုင်းအားလုံးအပေကဖြစ်ကုန်ကြရောလားဒါပေမဲ့မိန်းမတစ်ယောက်ရဲ့တန်ဖိုးအဲ့ဒီမိန်းမကိုယ်တိုင်ကပဲတတ်မှတ်တာဟိုလူငယ်တွေတော့အကုန်လုံးရိုက်နေကြတာပါပဲဟုတ်တယ်မလားဟိုနှိမ့်စင်မြကရောဝဲပေးနေတဲ့ဟာကြီးတွေ Facebook ပေါ်မှာတွေ့နော်ဒါကဟို လက်တဲ့စမ်းမှလည်းဒါရိုက်တာဖြစ်မှာ ਉਹ ဟုတ်တယ်မလားဟိုကိုတက်ပြင်ရောကိုပြကျင်တဲ့ကလေးတွေအတွက်ဂုံလဲယူတယ်နော်သူတို့လည်းသူတို့ရိုက်တတ်တော့သူတို့သိတော့သူတို့ကြိုးစားတဲ့ဟိုဟာလေးတွေလည်းဟိုကောင်းမွန်လို့ရှိရင်အောင်မြင်သွားရင်သူတို့လည်းနာမည်ကြီးသွားတာပဲလေဟုတ်လားဆရာတို့လည်းဟာဟိုတုန်းလည်းဒီကလေးရိုက်တာတို့နော်မှတ်တမ်းရေးရတာတို့နော်အဲ့ဒီဘဝတွေကလည်းရုပ်ရှင်လောကတွေစရတာနော်နောက်ပိုင်းကြတော့မှနော် အဒီဖလင် editing လုပ်တာရောပါလို့ဆိုလို့ရှိရင်အဲဒီဆရာကြီးတွေရှိမှကိုကကျွန်ခန္ဓာပေါ့အမှုပညာကျွန်ခန္ဓာပေါ့ကျွန်သက်အဲဒီကျွန်သက်ပြည့်တဲ့အချိန်မှာဟာအဲဒီဟိုတော့ကဒီရုပ်ရှင်မြင့်တင်ရေးဆိုတာဖလင်နဲ့ပတ်သက်ရင်အဲ့ဒီမှာပဲလာလို့ရတယ်တချို့ကိုပိုင်အိမ်နေရှိတယ်ဟာလားခုနတော့ဆိုလို့ရှိရင်ဟိုချီချီစော်လို့ဆိုလို့ရှိရင်တို့တို့ channel မှာတို့ဖလင်ကူးစေးပါညာရှိတယ်

ခလင်းစီးတဲ့စက်တွေရောဘာတွေအကုန်လုံးနောက်ပိုင်းလည်းကျွန်တော်တို့နောက်ပိုင်းရောက်သွားတဲ့ခါကျတော့ကျော်သူတို့ရေနောက်ပြီးတော့တိုးညွန့်မြဆော်ဖလင်းဆိုတာလေ A1 channel မှာအာသူတို့သူသူသူတို့တော့ပဲဖလင်းကူးစေးနော်အဲမိုက်ဒီတို့ channel မှာခုနတော့ဥခင်ကြောဘူးခေဒီပန်အဲသူတို့ channel မှာရှိတယ်နောက်ညွန့်မြမှာပေါ့ညွန့်မြမှာညီညောင်ဆိုအဲအဲ့ဒီ မိုက်ကြီးတို့ဒီဘက်ကခြံဒီဘက်မှာဟိုမြို့များခြံဆိုတော့စတူဒီယိုရှိတယ်လေအဲ့ဒီကနေလာကြတာပဲအကုန်လုံးဟိုအောက်ခြေသိမ်းကဖလင်ကောကတာတို့နော်အဲ့လိုဟာမျိုးတွေခုနကလဲရခဲ့ရတာနော်အဲ့ဒီလိုဟာမျိုးတွေနောက်မှတ်တမ်းရေးရတာနောက်ဖလင်မုံထားပြီးတော့ကူးစေးကမ်းမှာတော့ပို့ရတာအဲ့ဒီဖလင်မုံတွေထားပြီး editing ကမ်းပို့ရတာ editing ကမ်းရောက်ရင်နော် ဒါဟိုဟာသူညှက်သမားကကြီးနဲ့ညှက်သမားဖလင်ကိုကိုကစီမံဆိုကော်လीစီမံဆိုတဲ့ဟာနဲ့အလိုအလိုဒီဆက်လာရင်းရနေမှာ editing ကိုဖလင်မှာတိလာလိုက်တဲ့အခါမှာဒီ directing ဘိုင်းမှာဆရာဒီကင်မရာရဲ့ lens စီနားလေခဲ့တယ်ရုပ်ရှင်မှာရုပ်ရှင်မှာ blind set ရိုက်တာကင်မရာကို zoom lens ဆိုတာဟိုတော့က zoom lens လိုက်တဲ့ကောင်ကလက်တရောင်လောက်ရှိတယ် နော်80 to 300တဲ့တို့နော်70 to 200တို့ဆိုတော့တို့ဒရောင်းလောက်ရှိတဲ့ဟာကြီးဘူးနဲ့နော် zoom operator ခေါ်တာနော်အဲ့တို့အဲ့တို့ခေတော့ဆိုနေ့အတွက်ဒီနေ့ကိုအစိတ်ရအစိတ်ဆိုတာ126ကြက်ခင်မှာအစိတ်ရတာလာသာအမြင့်ဆုံးက126ကြက်ပဲရှိတယ်လေပတ်စံအစိတ်ဆိုတာနည်းတယ်ပတ်စံမဟုတ်ဘူးနော် အဲ့ဒီတော့အလူကမားတွေရမှာ15ကျပ်တို့ဘာလို့အဲ့လိုရတယ်ခစ်တယ်နော်ဟိုတော့2000ရတယ်3000ရတယ်ဆိုရင်တိတ်တိမ်ပြီပဲတလားစားဟုတ်တော့ဟိုကူခင်းနေတော့မတူဟိုတော့ဆရာတို့ဟိုဒီကိုထွန်းထွန်းဝင်းတို့ကိုသူမောင်တို့ပတ်စံသွားပြီးဘူးတယ်ဟိုရုပ်ရှင်ရိုက်ဖို့အတွက်နော်အဲ့ခစ်အဲ့ခစ်တော့မှာကားတကားမှာ1000ပဲရတယ်ဟုတ်တယ်မလားအဲ့ခစ်က1000ဆိုတော့ပတ်စံကလည်း ဂူဂူဂူခေနဲ့တွက်ကြည့်အများကြီးလေဟုတ်တော့ဂူခေတသောင်းကတနေ့တော့မှသိပ်ပြီးတော့တုံးလို့တော့မလောက်ဘူးဟုတ်တော့အဲ့လိုပေါ့ကိုကလိုချင်တဲ့ခါကျတော့အောက်ခြေသိမ်းလိုက်ပြီးတော့ကျော်ဖြတ်ပြီးတော့မှဂူချိန်ဒီဒီဟာနဲ့အသက်ငိုရင်းချောင်းပြပါလေတော့တခြားလည်းဘာမှမလိုတတ်တော့ဒီရုပ်ရှင်နဲ့ပတ်သက်လာလို့ရှိရင်တော့ဒီဟာလေဒီမှန်ဘူးကြောင်းမေးမလားနော်လိုက်တင်ကြောင်းမေးမလားအကုန်လွတ်ပြောလို့ရနော် အဲ့ဒီဟာကိုကကျွမ်းခဲ့တဲ့ဟာကိုနော်